လက်ထက်ခံနေပေမယ့်ဟိဝီယန်ကိုခုလိုစိတ်မချလို့တမီနောက်ကတကောက်ကောက်လိုက်နေရတဲ့ဆိုပြတဲ့စဲမယ်။တမတ်ဖြစ်သူဟိဝီယန်ကိုနည်းနည်းလေးမှစိတ်မချလို့တမီဖြစ်သူနောက်ကတကောက်ကောက်လိုက်နေရတာကဆိုပြတဲ့စဲမယ်ဒေါ်မာလာခင်မောင်။အခုဆိုစုပြည့်တစင်းနဲ့ဟိဝီယန်တို့ဟာမကြခင်တရားဝင်လက်ထက်ကြတော့မှဖြစ်ပါတယ်။ဒါပေမဲ့လည်းစုပြည့်တစင်းရဲ့အမေကတော့တမီးဖြစ်သူကိုစိတ်မချလို့နောက်ကတကောက်ကောက်လိုက်နေတော့မှပဲ ပြီးခဲ့တဲ့ရက်တရက်ဘက်တီတုန်းကဆိုရင်ဆိုဖီးသစင်နဲ့ဟေဝီယန်တို့ဟာတရုတ်နိုင်ငံရှူနန်ပြည်နယ်လီကျန်းနဂါရှိကဲတောင်ထဲမှာပရီဝက်တင်တပ်ပုံတွေကိုတွားရောက်ရှိုက်ကူးခဲ့ကြတာပါ။ဒီလိုတရုတ်ပြည်တီတော်ရောက်ကပရီဝက်တင်တပ်ပုံတော်ရောက်ရှိုက်ကူးခဲ့တဲ့ခီးစင်မှာစုပြည့်တစင်မိခင်ဒေါ်မလာခင်ဟာတမီလီနောက်ကလိုက်သွားတာပါ။ဒါကြောင့်လဲစုပြည့်တစင်မိနေနဲ့တမန်ဖြစ်သူဟင်းဝီရကိုစိတ်မချလို့နောက်ကတခေါက်ခေါက်လိုက်နေတာလားဆိုပြီးစားနောက်နေကြတာပါ။ တကယ်တမ်းမှာတော့စုပြည့်တစင်ကိုအမေဖြစ်သူစိတ်မချလို့နောက်ကတကောက်ကောက်လိုက်တာကပြည့်တင်တယ်လို့ဆိုရပါမယ်။ဘာလို့လဲဆိုတော့စုပြည့်တစင်ဟာတူရီတော်တမီလေးပါ။ဒါပြန်စုပြည့်တစင်ဟာအခုလိုအသက်30ကျော်လာတဲ့အချိန်မိဘစကားကိုမပယ်ရှားပဲမိဘရဲ့အရေးအာဝါဒအောင်မှနေထိုင်လာရတာဖြစ်ပါတယ်။ ဆိုဖီယက်တဆင်ဟာထိတ်တန့်မင်းသမီးဆိုပေမယ့်ရာသမျှနုပညာရှင်ကိုမိခင်ကိုအပ်ပြီးမှပြန်တုံတာပါဒီလိုသမီးလိမ်မာနေမှုလို့လဲမိခင်ဖြစ်သူမှလက်ထက်ခံနေတော့သမီးလေးအတွက်စိတ်မချနိုင်ပေနောက်ကတကောက်ကောက်လိုက်နေရှာရတာဖြစ်ပါတယ်